မိုးရွာနေတဲ့အချိန်မိန်းကလေးတယောက်ကခလေးမွေးဖွားနေခဲ့ပါတယ်။တခင်ကြီးကမြင်းစီကငရဲခမ်းမသူသွားနေပြီးမိုးကတော့အသေးထန်စွာရွာသွန်းလို့နေပါတယ်။အထဲမှာဖုန်းကြီးတစ်ပါးကရှိနေပြီးတခင်ကြီးရဲ့အကြံစီကိုသိနေတဲ့ပုံပါပဲ။နောက်တော့ဖုန်းတော်ကြီးကထွက်ပြေးတာကြောင့်တခင်ကြီးလည်းဓာတ်နဲ့ခုတ်တက်လိုက်ပါတယ်။ပြီးတော့မိစ္ဆာစနပ်ပါရှိမှတိုင်းပြည်ကအစာအိမ်စာရှာပါပြီးကူးဆက်ယောဂါတွေလည်းပြည့်နှံ့လို့နေပါတယ်။ သူသာအုပ်ချုပ်ပြီးဒီနိုင်ငံကိုကာကွယ်ပေးရင်ဘာမှဆိုပေးဆက်မယ်လို့မိစ္ဆာတွေနဲ့အပေးယူလှုပ်လိုက်ပါတယ်။တခင်မကြီးခလေးမွေးပြီးတော့မိုးကြိုတစ်ခုကပြစ်ချလိုက်ပါတယ်။နောက်တော့မွေးလာတဲ့ခလေးကအသက်ရှိနေပြီးခြေတွေလက်တွေခေါင်းတွေအေးပြားတွေမပါနေတာကြောင့်အကုန်လုံးလဲထိတ်လန့်သွားပါတယ်။ဒါပေမဲ့အမေဖြစ်သူကသူသားလေးကိုဒီလိုဖြစ်နေတာကြောင့်အယမ်းချစ်နေပြီးတခင်ကြီးကတော့မိစ္ဆာတွေနဲ့လဲလဲလှုပ်တာအောင်မြင်လို့ပြောနေပါတယ်။ နောက်တော့လက်တဲတော်ကြီးကိုခလေးအားဆွန့်ပစ်ခိုင်းလိုက်ပြီးမိုးကျုပ်ပြတုံးကမိခင်နတ်သမီးရုတ်ထူဟာခေါင်းပြတ်သွားပါတယ်။လက်တဲတော်ကြီးကခလေးကိုတနာတာကြောင့်အထုပ်လေးနဲ့သူလှေပေါ်ကိုတင်ပြီးမျှောပေးလိုက်ပါတယ်။အဲ့ဒီအချိန်မိကိုအနီးအောင်လေးပေါ်လာပြီးဆာမူတိုင်းမိဆာကလက်တဲတော်ကြီးကိုဝါးမြူလိုက်ပါတယ်။အဲ့ဒီနားမှာမျက်မြမြင်အဖိုးကြီးကမိဆာနဲ့ရတာကြောင့်မိဆာကိုတုတ်တင်လိုက်ပြီးသူက ခလေးကိုလှမ်းကြည့်ပြီးလူမဟုတ်တယ်လို့မိဆာလည်းမဟုတ်ဘူးကျိန်စာလို့ပြောပြီးထွက်သွားပါတယ်။ ဒီလိုနဲ့ဒီအဖြစ်အပျက်ကြီးကဆက်ဆောင်နဲ့ကြာသွားပြီးစစ်ပွဲတွေလည်းနေရာနဲ့မှာဖြစ်နေပြီးတေးသူတွေကိုခြေတုတွေတက်ပေးနေတဲ့ဦးလေးကြီးလည်းရှိနေပါတယ်။ဘေးနားကဖုံးတော်ကြီးကဒီအလုပ်ကိုမြင့်မြတ်တယ်လို့ပြောပြီးဂါရာတွေရုတ်ဖက်လို့နေခဲ့ပါတယ်။ရွာတရမှာကောင်လေးတယောက်ကခိုးရပါပစ္စည်းတွေကိုရှေ့တုန်းကတန်ဖိုးကြီးရဲ့ပစ္စည်းတွေဆိုပြီးဂျင်းထည့်ပြီးရောင်းနေပါတယ်။အဲ့ဒီချိန်သူခိုးလာတဲ့ကုန်တွေကရောက်လာပြီးပစ္စည်းခိုးလို့ပြောဆိုနေပြီးဒိုရိုရိုကအိုးနဲ့ပြစ်ပြီးပြေးပါတော့တယ်။ ဒါကိုတစ်ဖက်ကခလေးကကြည်ပြီးချော်လဲသွားတာကြောင့်မျက်နှာဖုံးတဲ့လူကကူပေးလိုက်ရပါတယ်။ကောင်လေးကတဏှာရောက်တော့မြင်းကြီးတွေနဲ့ကုံတဲတွေကိုပြစ်ပြောက်လိုက်တာကြောင့်ဟိုကောင်လေးလည်းဒေါရထွက်သွားပါပြီ။ဒူရူရူဟာကုံတဲတွေကိုမျက်ခြေဖြတ်လိုက်နိုင်ပြီးချောင်းဝင်းနားမှာကိုလက်တန့်စင်နေတဲ့ချိန်ခွေးပေါက်လေးကအစာလာတောင်းတော့ကြောင်းခွေးပေါက်လေးကိုကို့စာကိုစာစားတက်အောင်လို့ပြောဆိုဆုံးမနေပါဗါ။အဲ့ဒီချိန်ကုံတွေကရောက်လာပြီးခွေးလေးကိုတစားကန်လှုပ်ပြီးချင်းချောက်လိုက်တော့ဒူဒူဒူလည်းအရိုက်ခံလိုက်ရပါဗါ။ ဒီလိုရိုက်နဲ့နေတာတောင်ဒိုဒိုကစောက်ကြောတင်ပြီးခဲနဲ့မျက်နာကိုသွားပေါက်လိုက်တော့မျက်လုံးလဲတွေးထွက်သွားတာကြောင့်ဟိုကောင်လဲဒေါသထွက်သွားပြီးဒိုဒိုကိုရင်းနှစ်တပ်ပါတော့တယ်။ကောင်လေးတွေသွားရင်ကောက်ရုပ်ဖြာနဲ့ပတ်မလို့သူတပည့်လေးကိုကောက်ရုပ်ဖြာယူခိုင်းလိုက်ပါတယ်။အဲ့ဒီအချိန်တရားပေါ်မှာမျက်နှာဖုံးတဲ့သူကတခုခုကိုကြည့်နေတာကြောင့်ကုံတဲ့ခေါင်းဆောင်ကငါတို့ကအနိုင်ကျင့်နေတာမဟုတ်ဘူးငါတို့ကအနိုင်ကျင့်ခံလိုက်ရတာလို့ပြောလိုက်ပါတယ်။နောက်တော့ဒိုဒိုကမျက်နှာဖုံးတက်ထားတဲ့သူကိုတေချာကြည့်လိုက်ပြီးသူကငါတို့ကိုကြည့်နေတာမဟုတ်ဘူးတခြားတနေရာကိုကြည့်နေတာ။ အမောင်ထဲမှာအနီရောင်ကြီးကချင်းကပ်လို့လာပါတယ်ဒီအချိန်ချောင်းထဲကနေအမိုက်တွေကမျောပါလာပြီးစွန့်နေကနေမိဆာဖြစ်သွားကကုံသွယ်တွေကိုတက်ဖြတ်စားတောက်လိုက်ပါတယ်ဒိုလိုလိုကိုတော့မျက်နှာဖုံးတဲ့သူကဝင်ပြီးကယ်လိုက်တာကြောင့်အထိခိုက်မရှိသွားပါဘူးနောက်တော့တရားပေါ်မှာမိဆာနဲ့မျက်နှာဖုံးတဲ့သူတို့ကတိုက်ခိုက်နေကြပါတယ်ဒူရူရူကမိဆာကိုမကြည့်ပဲတိုက်ခိုက်နေလို့မျက်နှာဖုံးတဲ့သူကိုအံ့ဩလိုနေပါတယ် မျက်နှာဖုံးတဲ့လူကလက်တွေကနေဓားတွေကိုထုတ်လိုက်ပြီးတိုက်ခိုက်ကာတံတားကိုဖြိုချလိုက်တာကြောင့်မိဆာကြီးလည်းစွန့်နေပြန်ကျဲပြီးတေသွားပါတယ်။တိုက်ပွဲပြီးတော့ဒိုဒိုတို့ကလက်တွေကိုတည်လာပြီးပြန်ပြီးတော့တပေးလိုက်တာပါ။မျက်နှာမျက်လုံးနှရွက်ကောအတုတွေလားလို့ဒိုဒိုတို့ကစိတ်ဝင်စားလို့မေးလိုက်ပါတယ်။မျက်လုံးမမြင်နားမကြားပဲကျွမ်းကျင်စွာတိုက်ခိုက်နိုင်တာကြောင့်ဒိုဒိုတို့ကအံ့ဩလိုနေခဲ့ပါတယ် ဒီအချိန်မျက်နှာကမျက်နှာဖုံးကကွာကြသွားပြီးမျက်နှာကရေပြားတွေပေါ်လာတာကြောင့်ဒိုဒိုလိုလဲလန့်ဖြန့်သွားပါလေတစ်ဖက်မှာငရဲခမ်းမကနဆိုးရုပ်ထုကြီးနှစ်ချမ်းကွဲသွားတာကြောင့်တခင်ကြီးလဲအံ့ဩလို့နေတာကိုတွေ့ရမှာပါအိမ်တော်မှာတော့တခင်လေးကငှက်ဖမ်းပြီးသူ့မိကိုငှက်သားဟင်းချက်ကျွေးမယ်ဆိုပြီးထွက်သွားပါလေတခင်မကြီးကတော့စွန့်ပြစ်လိုက်တဲ့ခလေးလေးကိုလွမ်းစွန့်နေပြီးကရုဏာရှင်နတ်သမီးခေါင်းပြက်နေတဲ့ရုပ်ထုကြီးကိုကြည့်နေပါတယ် နောက်တစ်ခါမှာတော့စစ်ပွဲထဲမှာတည်သွားတဲ့သူတွေကိုမျက်နှာအတူလိုက်တက်ပြီးနေတဲ့ဦးလေးကြီးကိုပြထားပါဗျ။ဒိုရိုရိုက မျက်နှာဖုံးတဲ့သူကို NLB လူမဟုတ်ရဲ့လားလို့မေးနေပြီးဟိုလူကသူ့မျက်နှာသူကင်ကြည့်ရင်းအပိုင်းတစ်ကပြီးဆုံးသွားပါဗျ။